ကျွန်တော်ဖြစ်စီခြင်းတရားပေါ့နော် sorry ရေးဟောဖြစ်ပါစေလို့ပေါ့တရားလုံးလိုက်တာဟုတ်တရားတရားကနေနဲ့လားအရှင်နဲ့မြလို့ဟဲ့လားအဲ့လိုပဲလိုက်ကြတယ်လိုက်ကြတော့တကယ်လည်းဖြစ်ပါစေလို့ဆုတောင်းတာပါလေဆုတောင်းပါလေအဲ့တုန်းကလည်းတကယ်လည်းဖြစ်ဖြစ်သွားပါလေဟိုတောင်းရဆိုလည်းတော်တော်အေးပါလေအေးတယ်ဆိုဟုတ်ကဲ့ကိုအဲ့လောက်ပဲစကားလည်းအများကြီးမပြောသလိုကျောင်းညီမလေးကြတော့လေစုပြည့်လေးကလည်းအဲ့တိုင်းပါပဲ လိုပါကျွန်တော်ဒီရခိုင်ဝင်ရဲဆိုတော့ကျွန်တော်ကျွန်တော်ဒီတရုတ်ဆောင်လောကမှာဆိုကျွန်တော်မျက်စိရှိမှာပေါ့နော်ချောလဲချောတယ်တော့တရုတ်မင်းသားတယောက်ဖြစ်လာတာမင်းသားတစ်လက်ဖြစ်ကျွန်တော်ညီလေးလိုပါပဲအရင်လက်ခင်ပါတယ်အဲကျွန်တော်ဟေးဝင်ရနေဆိုရင်ကျွန်တော်ညီလေးနဲ့ဆိုကားရည်လည်းတော်တော်များများရိုက်ခဲ့တယ်။အဲ့လိုပဲဆိုးပြေဆိုလဲဒီဒီဆိုးပြေဆိုလဲကြောင်းတက်နေတာပေါ့နော်။ဟိုရှူတင်မှာစာဟိုဇဝဲကောင်မှာစာမွဲပြဖို့အတွက်စာကျက်တာတမော့ဂျာပါပြီးဟေးဆိုသွားရိုက်လာအဲ့လိုအဲ့လိုကနေပြီးတော့ခင်းလာတယ်ဆိုတော့အဖေရောအမေရောနောက်ပြီးတော့ မိုင်းဆိုးရောအစအကုန်လုံးပေါ့နော်မောင်နှမလေးလိုဖြစ်နေတဲ့အတွက်ဒီပွဲလေးလာခြင်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်ညီလေးညီမလေးအရင်လည်း live ဖတ်တယ်လို့ပြောနော်အရင်လည်း live ဖတ်ပါတယ်အားလုံးကလည်းသဘောကျတယ်အားလုံးကလည်းသဘောတူတယ်လို့ခံစားရပါတယ်အဲဒါကြောင့်မို့ဒီထက်မှကဘွားခီးလက်မှာတူတက်အောင်ပြင်ဖြောင်ပြူပါစီနော်နောက်ဆက်ဒီကိုးပါစီလို့ဆူတောင်းပေးပါတယ်ခင်ဗျာဟုတ်တယ်ကျွန်တော် shoot မှာဆိုနှစ်အောင်လုံးပေါ့တော်တားရဆိုလဲတော်တော်အေးပါလေအေးတယ်ဆိုဟုတ်ကဲ့ကိုအဲ့လောက်ပဲစကားလည်းအများကြီးမပြောသလိုကျွန်ညီမလေးကြတော့လဲ စုပ်ပြည်တွေကလည်းအဲ့တိုင်းပါပဲတော်တော်လည်းစကားမပြောပြောရင်လည်းဟိုအလုပ်ကိစ္စနဲ့နောက်ပြီးတော့ဟိုဘယ်လိုရေးကြီးတဲ့ဟာလောက်ပဲပြောတယ်ပေါ့နောက်သူတို့ကလည်းနောက်ပြီးတော့ရှင်းဆိုရတော်ကြတယ်ရှင်းဆိုလည်းတော်တယ် item မှာဆိုလည်းဒါပြောအောင်ပဲဆိုလို့ရှိရင်တရုတ်ဆောင်မှာဆိုလို့ရှိရင်ပေါ့နော်ဟိုတရုတ်ဆောင်ထဲမှာဆိုတာအကောင်းဆုံးတရုတ်ဆောင်တွေကိုပြောလို့ရတာပေါ့ချီကျူပါတယ်ဟုတ်ကဲ့ဒီဆက်မကလည်းတူတက်ပါစေဆုတောင်းပြုပါတယ်ဒါကသူတို့မျိုးမင်္ဂလာသတင်းကြားရတဲ့အခါမှာဟိုဘယ်လိုလဲကြာအဲ့အောင်ပါအဲကျွန်တော်ဖြစ်စီခြင်းတွေပါပေါ့နော် sorry ရေးအော်ဖြစ်ပါစေလို့ဘောတော့တရားတော့လိုက်တာဟုတ်တရားတရားကတကယ်ကိုဘယ်လိုပြောမလဲနင်းနဲ့လားအရှင်နဲ့မြလို့ဟဲ့လားအဲ့လိုပဲလိုက်ကြလိုက်ကြတော့တကယ်လည်းဖြစ်ပါစေလို့ဆုတောင်းတာပါလေဆုတောင်းပါလေအဲ့တုန်းကလည်းတကယ်လည်းဖြစ်ဖြစ်သွားပါလေဝမ်းသာပါလေပြောပါလေအဲဆုတောင်းတိုင်းတော့ပြည့်စုံချင်ပါသေးတယ်ဒါကွန်ဖာမ်ပြီဆိုတဲ့ဗီဒီယိုလေးတွေ့တော့ဒါကို surprise ဖြစ်သွားတယ်အော်ဒါကတော့ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ဒီကတော့ကျွန်တော်ရဲ့ညံညီလေးတဲ့ညီမလေးကျွန်တော်ဖြစ်စီစီတိုင်းဖြစ်တဲ့အတွက်ဝမ်းသာပြီးပြီးဖြစ်တာပေါ့နော်ဟုတ်ကဲ့ လေးလေးချင်းနေပြီပါဟုတ်မင်္ဂလာရက်မြတ်ဒီနေ့ဆက်ပြီးပါဦးเนาะနောက်ထပ်နှစ်ပေါင်းများစွာရတပ်ပံရိုးမြင့်ချပေါင်းဖက်ပြီးတော့စိတ်ကိုသူဟလာဘွားခီးကိုအတူတကွဖြတ်တန်းနိုင်ပါစေကြောဖြတ်နိုင်ပါစေအောင်မြင်မှုများပိုက်ဆိုင်ပါစေစိတ်ချမ်းသာကိုကျမ်းမာနဲ့နေနိုင်သွားနိုင်စားနိုင်တောင်းနိုင်ပါစေဗျာဟုတ်ကဲ့ပါကျေးဇူးပါရှင်ကျေးဇူးပါ